အားလုံးပဲမင်္ဂလာပါလို့ရှုစွာနှုတ်ခွန်းဆက်တာလိုက်ပါတယ်။နိုဝင်ဘာ14 2025တိုင်အွန်လိုင်းပြပို့ဆောင်တော်မူသောထာဝရဘုရားကိုရှုစွာချီးမွမ်းပါတယ်။နာစင်သောယုံကြည်သူဓမ္မမိတ်ဆွေအားလုံးပေါ်မှာသူပဲယေရှုတည်ရှိပါတယ်။ဆုတောင်းပေးတဲ့အတွက်လည်းသူပဲယေရှုတည်ရှိပါတယ်ဆိုတာပေါ်ပြလိုပါတယ်။ဒီနေ့ကတော့ဒုတိယမွေးချင်းနဲ့ပတ်သက်ပြီးတော့ born again နဲ့ပတ်သက်ပြီးတော့ပေါ်ပြလိုပါတယ်ကျွန်တော်ဒုတိယမွေးချင်းခံရမှကျွန်တော်ဘုရားခင်နိုင်ငံတော်ကိုမြင်ရမှာဖြစ်တယ်တနည်းအားဖြင့်ဆိုရင်ကောင်းကင်နိုင်ငံတော်ကိုဝင်နိုင်မှာ ဖြစ်ပါတယ်ဒါကြောင့်ဒုတိယမွေးချင်းကအရေးကြီးတဲ့အချက်ထဲမှာပါပါတယ်ရှင်ယောဟန်ခရစ်ဝင်ခန်းကြီး၃ကိုဖတ်ပါမယ် ယူဒလူတို့တွင်အရာရှိဖြစ်သောနီကိုဒီနမီရှိသောဖာရီရှဲတယောက်သည်ညအခါယေရှုထံသို့လာ၍ရှင်ပြကိုယ်တော်ဒီပြတော်မူသောဤနမိတ်လက္ခဏာကိုဖျားတခင်အခွင့်မရှိနေအဘယ်သူမြမပြနိုင်ဒီကိုကျွန်တော်တို့ဒီထောက်၏ကိုတော်ဒီဖျားတခင်ထံတော်မှကြွလာတော်မူသောဆရာဖြစ်ကြောင်းကိုတိကြပါ၏ ဒီမှာသခင်ယေရှုခရစ်ကိုဆရာတို့အတိမတ်ပြုတော်လို့နီကိုဒင်းဆိုတဲ့သူကဖာရှေဖြစ်ပါတယ်သူဟာသူတို့ကဒီအာဗြဟံရဲ့အမျိုးຫນွေတွေဖြစ်တယ်ယုံကြည်ခြင်းမှာအာကြည့်တယ်ဆိုပြီးတော့သူတို့ကိုသူတို့ခံယူတဲ့သူတွေဖြစ်တယ်အရာရှိဖြစ်တဲ့လျောက်အထိုက်လျောက်သူဟာဥစ္စာတနာလည်းရှိတယ်ရာထူးလည်းရှိပါတယ်သူတော်ရလည်းပဲ ဒါနမိတ်လက္ခဏာညာဤတခင်ယေရှုခရစ်ကပြခဲ့တယ်ဒီရှင်ယောဟန်ထဲမှာနမိတ်လက္ခဏာခုနှစ်ခုပြခဲ့တယ်အဲ့ဒီထဲမှာတည်နေတဲ့လာဇရုကိုရှင်အောင်သူလုံနိုင်ခဲ့တာတွေသူကြားခဲ့ရတယ်ဒီပေါ်မှာလမ်းလျှောက်တာတွေရှိတယ်ဒီနမိတ်လက္ခဏာကြီးဂျူးဒီယာသားယုံကြတယ်ခရစ်တော်ကပြောပါတယ်ဘုရားခင်နိုင်ငံတော်ဟာအကြီးကြီးတယ်ဆိုပြီးတော့ ချိန်မတဲမှာ33ချိန်ပြောပါတယ်။ဒါမဲ့ယူဒတရားနမိတ်လက္ခဏာကိုပဲယုံကြတယ်။ဒါဓမ္မဟောင်းမှာလည်းဘုရားခင်နမိတ်လက္ခဏာအများကြီးပြတယ်။အခုကလည်းယေရှုခရစ်ကနမိတ်လက္ခဏာပြတယ်ဆိုတာသိတဲ့နီကိုဒင်ဟာဒါဘုရားခင်ဆရာလာတယ်ဆိုတာသူအတိအမှတ်ပြတဲ့သဘောဖြစ်သွားတာပေါ့။ဒီနီကိုဒင်ဆိုတဲ့ပုဂ္ဂိုလ်ကလည်းခရစ်တော်ဟာ လေဝါကားတိုင်းမှာအသေးခံပြီးရတော့အလောင်းတော်ကိုကြိုတဲ့ခေတော်ဆက်မှာယက်တီတဲ့နီကိုရင်ဖြစ်ပါတယ်အဲ့ဒီနီကိုရင်ရဲ့စိတ်ဓာတ်ကိုသူဖျားခင်ကတည်တဲ့အတွက်ကြောင့်ဘာပြောတယ်လဲဆိုဒုတိယမွေးချင်းကိုမခံတော့သူမိကဖျားခင်နိုင်ငံတော်ကိုမမီရဖျားခင်နိုင်ငံတော်မြင်မှာမဟုတ်ဘူးအဲ့မှာချက်ချင်းနီကိုရင်ကတော့ဒါသာတိတဘောနေတယ် ူချက်ချင်းမြင်တာပေါ့အသက်ကြီးတဲ့လူဘယ်လိုလုပ်အမိဝန်ထဲကိုပြန်ပြီးတော့မွေးချင်းခံနိုင်လေလို့ပြောတယ်ယေရှုခရစ်ကဒါဝိညာဉ်တော်ဖြစ်တယ်ဆိုတဲ့အကြောင်းကိုထပ်ပြီးတော့ရှင်းပြတယ်ယေနဲ့ဝိညာဉ်တော်မမွေးတော်သူမိဒီကဖျားခင်နိုင်ငံတော်တို့မဝင်ရဟုငါမှန်ကန်ဆိုသည်ယေနဲ့မမွေးတော်ဆိုတာတော့ဒုတိယအချိန်မွေးဖွားခြင်းအမှုမှာဆိုရင် တန့်ရှင်းတော်ဝိညာဉ်တော်၏ပြုပြင်ခြင်းအဖြစ်ခံရတော်တန့်ရှင်းခြင်းအကြောင်းကိုတခင်ယေရှုခရစ်ရည်ညွှန်းတာဖြစ်ပါတယ်တိတုခံချီတော့ပိုင်ငယ်၅မှာဆိုရင်တော့တမန်တော်ရှင်ပေါလုကပါပြောလဲဆိုဒုတိယမွေးချင်းနဲ့ဆိုင်သောစေကြောခြင်းအဖြစ်၎င်းတန့်ရှင်းတော်ဝိညာဉ်တော်ဤပြုပြင်အတိပြုပြင်ခြင်းအဖြစ်၎င်းဆိုပြီးဖော်ပြတယ်တန့်ရှင်းတော်ဝိညာဉ်တော်အဖြစ် တပြုပြင်ချင်းဆိုပြီးတော့ညွှန်းတယ်လေနဲ့ဝိညာဉ်တော်ကတော့ဘာလို့ညွှန်းတယ်လဲဆိုတော့လေဟာဆိုမျက်စိဖြင့်မမြင်ပါဘူးတိုးတော်ညာပဲလှုပ်ရှားမှုကအတန်အားဖြင့်တိနိုင်တယ်လို့ပဲဒုတိယမွေးချင်းခံတဲ့သူဟာလေတန်ရှင်းတော်ဝိညာဉ်တော်ဤလှုပ်ဆောင်ခြင်းအားဖြင့်တိနိုင်တယ်လို့ကျွန်တော်နားလည်ရပါတယ်ကျွန်တော်ရေဒီယိုကအတန်မြင်တယ်သူကအတန်မမြင်ရပါဘူးဒါပေမဲ့အတန် ထိုနှစ်လကောင်ပဲကျွန်တော်တန်ရှင်းတော်ဝိညာဉ်တော်ရဲ့အလုတ်ကိုလည်းဒီမှာဖော်ပြတာတွေ့ရတယ်ဆက်ပြီးတော့ပြောပါတယ်ဒုတိယမွေးချင်းကိုခံရမည်ဟုငါဟောပြောဒီကိုအားအောချင်းရှိနေလေဒီအလိုရှိသည့်တိုင်းသွားလိုက်လေဤအတန်ကိုတင်းသည်ကြားရတော်လဲအဘေရက်ကဖြစ်သည်အဘေရက်တို့သွားသည်မတိနိုင်ထိုနည်းသူဝိညာဉ်တော်မွေးတော်သူဖြစ်သည်ဆိုပြောပြောတယ် ဒါဝိညာဉ်တော်နဲ့ဆိုင်တဲ့အရာဖြစ်တယ်ဆိုတာဒီမှာရှင်းပြတာကိုကျွန်တော်တွေ့ရတယ်ဒုတိယမွေးချင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်အချက်ခုနှစ်ချက်ဖြစ်ပေါ်ပြလိုပါတယ်ဒုတိယမွေးချင်းဆိုတာဒါတန်ရှင်တော်ဝိညာဉ်တော်ရဲ့လှုပ်ဆောင်ခြင်းအဖြစ်အတိပြုပြင်ခြင်းနဲ့အသက်တာပြောင်းလဲခြင်းကိုကျွန်တော်ဆိုလိုတာဖြစ်ပါတယ်ဒီမှာဒီအဖေဝရစာအခန်းကြီး၄ အာအပိုင်ငယ်23မှာကျွန်တော်တွေ့ရပါတယ်ဆိုတော့ဒီ23မှာလောဘစိတ်တို့ဖြစ်ပုတ်ပြတ်တော်လူဟောင်းကိုချွတ်ပေ၍စိတ်နှလုံးအစိတ်နှလုံးသဘောတိကိုရပြီးရပြီးလင်မှန်တော်ဖြောင်းမှချင်းတန်ရှင်းချင်းပါဏီအားဖြင့်ဘုရားခင်နဲ့အတူအမျှဖန်ဆင်းတော်လူတိကိုယူတင်ဝတ်ဆောင်မိအကြောင်းဆိုပြီးတော့ ရေးထားတယ်လောဘလောဘဒီကိုတဲ့ဒါချွတ်ပေ၍ဆိုတော့ဓမ္မဟောင်းမှာတော့ယုတုကိုကိုယ်ချင်းဘုရားခင်လုံးဝမကြိုက်ဘူးဒါဘုရားကိုအမြတ်နှိုးဆော်တာပဲဓမ္မတိမှာကျတော့လောဘဟာယုတုကိုကိုယ်ချင်းလဲလောဘဟာအမတန်မှဒီမုန်းစရာကောင်းတဲ့အရာဒါကြောင့်လောဘကိုပေပြီးတော့စိတ်နှလုံးသဘောတိအဲ့မှာယောမအဝါစာခန်းချင်းစနေပိုင်းနေမှာလဲ ဖော်ပြတာကိုကျွန်တော်အဲတွေ့ရပါတယ်ဆိုတော့ဒုတိယမွေးချင်းအဖြစ်ယုံကြည်သူရဲ့စိတ်နှလုံးထဲမှာသာရဖြစ်အသက်ကိုဖျားခင်ကထဲ့သွင်းပေးခြင်းဖြစ်ပါတယ်ပြီးရနောက်မှာကျွန်တော်သာရဖျားရဲ့သားခေါ်တော်ခွင့်ရခဲ့တယ်သားအရာကိုပြီးရစွာယုံရှင်ရောင်းခရံခန်းကြီးတိပိုင်ရဲ့စက်မှာကျွန်တော်တွေ့ရတယ် ပြီးရင်ကျွန်တော်ဟာလူတစ်ဖြစ်ပြောင်းလဲတော့အခွင့်ကိုရတဲ့အတွက်ကြောင့်ကျွန်တော်ဖျားသားသမီးကြီးဟာဒီဖျားခင်နဲ့အတူအမျှဖန်ဆင်းတော့လူတစ်ကိုယူတင်ဝတ်ဆောင်တော့အခွင့်ကိုရတယ်ခုနအဖက်ဩဝါဒစာမှာဖတ်တဲ့အတိုင်းပဲဒါကျွန်တော်ဟာဒီဒုတိယမွေးချင်ခံရပြီဆိုရင်ဒါတတဝတိဖြစ်လာတယ်ဆိုတော့တွေ့ရတယ် နံပါတ်2ဒုတိယမွေးချင်းကိုဘာဖြစ်လို့လိုအပ်တယ်လဲဆိုရင်ကျွန်တော်ဟာအာဒံရဲ့ပုံကံမှုကြောင့်မနာခံမှုကြောင့်ကျွန်တော်တယောက်တော့သူအဖြစ်အပြစ်ဆိုတာဝင်လာတယ်ဝင်လာတဲ့အတွက်ကြောင့်တည်ခြင်းတရားလဲဝင်လာတယ်အဲ့ဒီခါမှာကျွန်တော်အပြစ်သားဖြစ်တယ်ကျွန်တော်တို့ဟာအပြစ်သားဖြစ်တယ်ဖြစ်တဲ့အတွက်ကြောင့်ခရစ်တော်နဲ့ဝေးတယ်အဲ့ဒါကြောင့်ဒီခရစ်တော်နဲ့ပြန်ပြီးတော့ ပေါင်းစည်းနိုင်ဖို့ကကျွန်တော်လိုပါတယ်။နံပါတ်3ကျွန်တော်ဘယ်လိုလုပ်ဒုတိယမွေးချင်းကိုခံရမလဲလို့မေးမယ်ဆိုရင်ကျွန်တော်အပြစ်အဲ့ဒီအပြစ်တွေအပြစ်ကိုကျွန်တော်နောင်တရပြီးတော့တခင်ဖျားထန်တော့ပြန်လာမယ်ဆိုရင်တခင်ခရစ်တော်ကိုကယ်တင်ပိုင်ရှင်အဖြစ်လက်ခံယုံကြည်ပြီးဒုတိယမွေးချင်းကိုခံရမှာဖြစ်တယ်ဒါကြောင့် ကျွန်တော်နောင်တရဖို့လိုတယ်နောင်တဆိုတော့ဖရာသခင်ကိုရှာဖွေခြင်းကျွန်တော်ဒီစာတိပကတိအနေနဲ့အသက်မရှင်ဘဲနဲ့ဝိညာဉ်တဘောအနေနဲ့အသက်ရှင်ခြင်းဖြစ်ပါတယ်ဆိုတော့နံပါတ်၄ချက်အနေနဲ့ကျွန်တော်ဒုတိယမွေးချင်းခံရတဲ့သူဟာအပြစ်ဒုစရိုက်ထဲမှာရှိနေတဲ့အသက်တာဟောင်းတွေကိုစွန့်ပြောခိတောကိုနောခံလိုက်လျှောက်ခြင်း အတ္တရရှိသူဖြစ်တယ်ဆိုပြီးတော့ကျွန်တော်ဒုတိယမွေးချင်းကအမှန်တကယ်ခံရတဲ့သူဟာတော့အပြည့်အစ်ချင်းအောင်ချင်းမှလွတ်မြောက်ခွင့်ရပြီဆိုတာလေကျွန်တော်နားလေသဘောပေါက်ရအောင်ဒုတိယမွေးချင်းဒုတိယမွေးချင်းရတဲ့သူအတ္တမှာဆိုရင်ဖြောင်းမစွာတည်ရှင်ရမှာဖြစ်ပါတယ် ယုံကြည်ယုံကြည်သူများကိုလည်းချီးရမှာဖြစ်တယ်။အပြစ်သူဆိုက်ကိုလည်းရှောင်ကြဉ်ဖို့လိုအပ်ပါတယ်ဒါရှင်ယောဟန်ဝါရစာပထမဆုံးခန်းကြီး၃ပိုက်ငယ်၉ကိုချိန်မယ်ဆိုရင်တွေ့ရတယ်။ပြီးရင်လောကအရာတီကိုနှစ်တက်မှုမရှိခြင်းအဲ့ဒါကလည်းကျွန်တော်ဒုတိယမူချီခံတဲ့သူဟာလောကအရာကိုနှစ်တက်မှုရှိမှာမဟုတ်ဘူး။ စွာရှင်ရဟဝရစာပထမဆုံးခန်းကြီးနှစ်ပိုက်ငယ်15မှာကျွန်တော်တွေ့ရတယ်နံပါတ်5ချက်ကတော့ဘုရားသခင်အားဖြင့်မွေးဖွားခြင်းခံရတဲ့သူဟာအပြစ်သူစရိုက်ကိုပြု၍ပျော်မွေ့တော့အသက်တာဖြစ်အသက်ရှင်မှာမဟုတ်ဘူးဒါရှင်ယောဟန်ဝရစာပထမဆုံးခန်းကြီး3ပိုက်ငယ်ကိုကိုကြည့်မယ်ဆိုရင်ကျွန်တော်တွေ့မြင်ရပါတယ်ကျွန်တော်အချက် နံပါတ်6ချက်ကတော့ဒုတိယမွေးချင်းကိုမခံရကြောင်းဒါစာတန်၏သားသမီးဖြစ်ကြောင်းကိုကျွန်တော်ထင်ရှားစွာပြဒါတွေ့ရပါတယ်ကျွန်တော်ဒုတိယမွေးချင်းခံပြီးဆိုရင်ကျွန်တော်အသက်တာတင်မှာရှင်တန်ရမှာဖြစ်ပါတယ်အကယ်၍ဒုတိယမွေးချင်းမခံဘူးဆိုရင်စာတန်ရဲ့တာသမီဖြစ်တယ်လို့ရှင်ယောဟန် ဝါရစာပရမဆောင်ခန်းကြီး၃ပိုင်းငယ်6မှ၁၀မှာကျွန်တော်တွေ့ရတယ်ကျွန်တော်နောက်ဆုံးချက်ကတော့တမချန်းစာပါပြောတယ်ဆိုတော့တင်တို့ဒီစာတိပဂရိအတိုင်းအသက်ရှင်နေတည်ကြရမည်ဒါတော့ယောမဝါရစာခန်းကြီး6ပိုင်းငယ်73မှာကျွန်တော်တွေ့ရပါတယ်အဲ့ဒါကြောင့်ကျွန်တော်ဇာတိပဂရိအနေနဲ့အသက်မရှင်ဖို့ရန်တွေ့ လိုပါတယ်ဒါရှင်ယောဟန်ခန်းကြီး3အပိုင်ငယ်6မှာဆိုရင်ကိုတော်၌တည်နေတော်သူမိကဒုစရိုက်ကိုမပြုတာဒုစရိုက်ကိုပြုတတ်တော်သူမိကကိုတော်ကိုမတိမမြင်ရသည်ဒါဒုတိယမွေးချင်ခံရတဲ့သူဟာဒုစရိုက်ကိုမပြုတတ်ပါဘူးတဲ့ပြီးတော့ဆက်ပြီးတော့ကြီးပါတယ် ဒီအပိုင်ငယ်ကိုမှာဖျားခင်ဖြစ်ပွားစီတော်မူတော်သူမိကဒုစရိုက်ကိုမပြုတာကြောင်းမူကားထိုးသူ၌မျိုးစိတ်တော်တည်လျက်ရှိထိုးသူဒီဖျားခင်ဖြစ်ပွားစီတော်မူတော်သူဖြစ်တော်ကြောင့်ဒုစရိုက်ကိုမပြုတာဆိုတော့ရည်ပါတယ်ဆောကျွန်တော်ဒီခရစ်တော်နဲ့ဆက်ဆိုင်တဲ့ သူတို့ဒီစာတိပဂိကို၎င်းစာတိပဂိစိတ်များနဲ့အလိုဆန္ဒများကို၎င်းလေဝါကာတိုင်းမှာရိုက်ထားကြပါပြီဆောကျွန်တော်လောဘဒီစာတိပဂိကြီးဟာခရစ်တော်နဲ့သူလေဝါကာတိုင်းမှာရိုက်တဲ့အတွက်ကြောင့်ငါတို့ဒီစာတိငါတို့ဒီဝိညာဉ်ပဂိကြောင့်အသက်ရှင်နေဝိကဝိညာဉ်ပဂိအတိုင်းကျင့်ကြကုန်ပါကျွန်တော်ဒီဒုတိယမွေးချင်းဆိုတာ ဝိညာဉ်သဘောပါတယ်စာတိသဘောကိုဆွံ့လွတ်ဖို့ပါတယ်အခုစာတိပဂတိကပါရီလေဆိုတော့အချင်းနှီးတော့ကြောစောတမချင်းအချင်းချင်းချုပ်ချင်နှောက်ရချင်းအချင်းချင်းမျိုးစုချင်းတို့ကိုရှောင်၍နေကြကုန်အားဆိုပြီးတော့ပေါ်ပြတာတွေ့ရပါတယ်ဒါကြောင့်ကျွန်တော်ဝိညာဉ်ပဂတိနဲ့အသက်ရှင်ဖို့ လိုပါတယ်ကျွန်တော်တူတက်မွေးချင်းခံရတဲ့သူဟာဝိညာဉ်ပဂတိဖြစ်အသက်ရှင်ဖို့လိုတဲ့အတွက်ကြောင့်ဝိညာဉ်ပဂတိအချို့ကဘာတွေလဲဆိုတော့ကလတိခန်းကြီး6ပိုက်ငယ်နှစ်စနစ်မှာဝိညာဉ်ပဂတိအချို့မူကားချစ်ချင်းဝမ်းမြောက်ခြင်းညီတခြင်းစိတ်ရှိခြင်းကျေစုပြုခြင်းကောင်းမြတ်ခြင်းတစ္ဆာဆောင်ခြင်းနုညံ့သိမ်မွေ့ခြင်းကမ္မကုံ ချုပ်တီးခြင်းပေသည် ထိုတုတ်တော့အချင်းကိုဘေးတရားမျှမမြတ်တာဒါဝိညာဉ်ပခရိဖြစ်အသက်ရှင်ဖို့ရန်တဲ့ကျွန်တော်ကြိုးစားရအောင်ဒါကြောင့်ဒီဒုတိယမွေးချင်းနဲ့ပတ်သက်ပြောနားလေသဘောပေါက်မယ်လို့ယုံကြည်ပါတယ်ရောက်စီတိုင်းဖျားခင်ကောင်းချီးပေးပါစေ